ဘရစ်ဆန်နိုင်ငံရဲ့ပစိဖိတ်ရေတပ်အုပ်စုဟာမြန်မာရေတပ်နဲ့ပူးရဲစေးလေးခြင်းမှုတွေကိုသုံးနှစ်ဆက်တိုက်ခက်ဆစ်ဆိတ်ပြုလုပ်လာခဲ့ရမှာအခုနောက်ဆုံးတတိယအကြိမ်နေနဲ့မြန်မာပင်လယ်ပြင်မှာပူးရဲစေးလေးခြင်းမှုရုရှားစစ်ရေရင်3စီရန်ကုန်မြို့သို့နိုဝင်ဘာလ10ရက်နေ့ကကြောက်ရှိလာခဲ့ပါတယ်။အခုနှစ်ပိုင်းတော်တွင်လင်းမြန်တိုးတက်လာတဲ့ရုရှားမြန်မာရေတပ်စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေဟာ2023ခုနှစ်မှာစတင်ခဲ့ပြီးနိုင်ငံရေတပ်ပူးရဲစေးလေးခြင်းမှုတွေက အင်ဒိုပစိဖိတ်ဒေသတွင်တည်တာထင်ရှားတဲ့ဆေးရေလှုပ်ရှားမှုအမှတ်လက္ခဏာတစ်ခုဖြစ်လာနေပါတယ်။ဒီပူးတဲ့ဆေးလေးခြင်းမှုတွေကိုနှစ်စဉ်အော်တိုဘာလနဲ့နိုဝင်ဘာလတွေမှာလှုပ်ဆောင်လေ့ရှိတာကိုလည်းလေ့လာတွေ့ရှိရပါတယ်။ပထမဆုံးချိန်ရုရှားမြန်မာရေတပ်ပူးတဲ့ဆေးလေးခြင်းမှုကိုနိုင်ငံတော်မိုင်းမြေမြုံနေအရမန်ပင်လယ်ပြင်မှာ2023ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကနေ9ရက်နေ့ထိပြုလုပ်ခဲ့ပါတယ်။အဲ့ဒီချိန်ကရုရှားရေတပ်ဦးတည်ချုပ် Emery Nikolai A Yemenov ဦးဆောင်ပြီးစစ်ရရင်၃စီနဲ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။အလားတူ2024ခုနှစ်အော်တိုဘာလ20ရက်နေ့ကနေ24ရက်နေ့ထိကက်ပလီပင်လယ်ပြင်မှာပြုလုပ်ခဲ့တဲ့ဒုတိယကြိမ်ရုရှားမြန်မာရေတပ်ပူးရဲစေးလေးချင်းမှုတွေမှာရုရှားပစိဖိတ်ရေတပ်အုပ်စုမှာစစ်ရရင်၄စီပါဝင်ခဲ့ပါတယ်။ဒီပူးရဲစေးလေးချင်းမှုတွေကိုပင်လယ်ပြင်လုံခြုံရေး Marine Time Security ခေါင်းစဉ်နဲ့ပြုလုပ်ခဲ့ကြပေမဲ့ 2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာဆေယနာတိမ့်မှုကြောင့်ဒေတာတွင်းနဲ့နိုင်ငံတကာမှာနိုင်ငံရေးတန်တမာရေးနဲ့စီးပွားရေးတန်ခတ်ရေးယူဖေချင်ချင်းခံထားရတဲ့စစ်ကောင်းဆောင်မင်းအွန်လိုင်းအတွက်တော့ရှာရှာပါပါတိမဲ့ပြုခံရမှုဆိုင်ရာပုံရိပ်တစ်ခုဖြစ်လာပါတယ်။မြန်မာနိုင်ငံမှာဆေယနာတိမ့်မှုဖြစ်ပွားပြီးတနှစ်ကြာ2022ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့မှာရုရှားနိုင်ငံဟာအိနီချင်းယူကရိန်းနိုင်ငံကိုကျူးကျော်စစ်ခင်းခဲ့ပြီးကမ္ဘာငြိမ်းချမ်းရေးကိုဖျက်ဆီးခဲ့တဲ့ နိုင်ငံတကာဥပဒေတွေကိုကြီးကျယ်ချိုးဖောက်ခဲ့တဲ့ရုရှားသမ္မတဗလာဒီမီယာပူတင်ကိုနိုင်ငံတကာတိုက်ပွဲကပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်ခဲ့ပြီးတန်တမန်ရေးရာအေးအေးယူဖယ်ကျင်ခဲ့ကြပါတယ်ဒီလိုချိန်မှာနိုင်ငံတကာရဲ့ဝိုင်းဝန်းဖယ်ကျင်မှုကိုခါသီးစွာရင်ဆိုင်နေရတဲ့သမ္မတပူတင်ဟာကမ္ဘာနဲ့မှာဘဝတူအာနာရှင်နိုင်ငံငယ်တွေကိုစီယုံအုပ်စုဖွဲ့ပြီးအန်တုရင်ဆိုင်မှုကြိုးပမ်းခဲ့ရမှာ မြန်မာဆက်ရနာရှင်မင်းအောင်လိုင်ကအဲ့ဒီခွင်လန်းကိုလင်းမြန်တွေ့မြင်ခဲ့ပြီးသမရပူတင်ရဲ့ထောက်ခံမှုကို နီလန်းမျိုးစုံသုံးချင်ကရယူနိုင်ခဲ့ပါတယ်။အခုခါ၃နှစ်ဆက်တိုက်နှစ်စဉ်ကျင်းပလာခဲ့တဲ့ရုရှားမြန်မာရေတပ်ပူးရဲစေအေးလေးချင်းမှုတွေဟာအင်ဒိုပစိဖိတ်ဒေသမှာမြန်မာနိုင်ငံရဲ့ပထဝီနေထိုင်ရာအရေးပါမှုကိုသုံးချပြီးတော့ရုရှားရဲ့ဒေသတွင်းဩစာဖြန့်ကျက်ရေးခြေလှမ်းတွေရဲ့ဒစိတ်တပိုင်းဖြစ်လာနေပြီလားဆိုတဲ့အချက်ကို စောင့်ကြည့်ခဲခတ်တဲ့ခြေနေဖြစ်ပါတယ်။ရုရှားနဲ့မြန်မာနိုင်ငံတို့ဟာကီလိုမီတာထောင်ထဲချီလမ်းဝေးကွာတဲ့အရက်ဒေသနှစ်ခုမှာတရှိနေပြီးတော့တနိုင်ငံကနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ထားပြီးအင်းနီချင်းယူကရိန်းနိုင်ငံကိုကျူးကျော်စစ်ခင်းနေတဲ့ကမ္ဘာအင်အားကြီးနိုင်ငံနောက်တနိုင်ငံကကမ္ဘာဖွံ့ဖြိုးမှုနည်းဆုံးဒါမှမဟုတ်အစင်းရဆုံး least developed country LDC နိုင်ငံဖြစ်နေပေမဲ့ လွန်ချမ်းသာကြွယ်ဝတဲ့စစ်ဘုတ်ချုပ်တွေက အာဏာတွဲကိုပြည်သူပေါ်အကြမ်းဖက်စစ်ခင်းနေတဲ့နိုင်ငံဖြစ်ပါတယ်ပထဝီနေထိုင်ရာဖြစ်စေစီဝါရေးအကျိုးစီးပွားရာဖြစ်စေကမ္ဘာအဆင့်တန်းရာဖြစ်စေအဆဆလန်းကွာလွန်တဲ့မြန်မာနိုင်ငံကို အခုနှစ်ပိုင်းတွေအတွင်းမှာရုရှားသမ္မတပူတင်ဘာကြောင့်တန်နမန်ရေးနဲ့စစ်ရေးဆက်ဆံမှုတွေတိုးချက်ပြီးမာမိတ်ဖွဲ့ပေါင်းတင်ဆက်ဆံလာရပါတယ်လေမြန်မာဟာ နိုင်ငံဆင်းရဲပေမဲ့လေအာနာရှင်စစ်ကောင်းဆောင်တွေဟာဒေါ်လာဘီလီယံနဲ့ချီချမ်းသာကြွေဝါးကြသူတွေဖြစ်ပါတယ်။ဆယ်စုနှစ်နဲ့ချီနိုင်ငံတော်အာဏာနဲ့နိုင်ငံရဲ့တယံဇာတတွေကိုမတရားလက်ဝကြီးအုပ်သိမ်းပိုက်ထားပြီးတော့အဲ့ဒီကြွေဝါချမ်းသာမှုတွေနဲ့ပြည်သူတွေကိုရေရှည်ဖိနှိပ်အုပ်ချုပ်နိုင်မှုတုံးဆွဲနေတဲ့နှစ်စဉ်ဒေါ်လာဘီလီယံချီတဲ့စည်ရဲသုံးစိတ်တွေဟာဘယ်နိုင်ငံကို ရောက်ရှိသွားတယ်လဲလို့မေးရင်စစ်တပ်တွေခင်မီစစ်လက်နဲ့ပစ္စည်းတွေတိကဝယ်ယူတက်ဆင်နေတဲ့ ရုရှားနိုင်ငံလို့ပဲအဖြေထွက်ပါလိမ့်မယ်။ရုရှားဟာမြန်မာစစ်အာဏာရှင်တွေကိုစစ်လက်နဲ့ရောင်းချပေးနေတဲ့အဓိကနိုင်ငံဖြစ်ပါတယ်။ဒါကြောင့်ရုရှားမြန်မာစစ်ဆင်ရေးဟာလက်နဲ့ရောင်းသူနဲ့ဝယ်သူစစ်ဆင်ရေးဖြစ်အချိန်ကြာမြင့်စွာ ရှိနေခဲ့ပါတယ်။မြန်မာလေတက်ဆိုရင်လေရုရှားနိုင်ငံကထူထောင်ပေးထားသလားထင်မှားရလောက်အောင်ဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့ SU30 SME စတုဒ္ဓမျိုးဆက်ခိမီဂျက်တိုက်လေယာဉ်တွေ 1980ပြည်နှစ်များဆိုဗီယက်ခေတ်ဟောင်းနောက်ဆုံးကာလမှာရုရှားရဲ့ခိမီဇုံ MiG-29 ဂျက်တိုက်လေယာဉ်တွေ WAK-113 တိုက်လေယာဉ်တွေ MiG-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ MiG-17 ပို့ဆောင်ရေးရဟတ်ယာဉ်တွေနဲ့ခုနောက်ဆုံးဝေယူခဲ့တဲ့ MiG-38T ပို့ဆောင်ရေးရဟတ်ယာဉ်တွေစတဲ့ရုရှားနိုင်ငံထုတ်စစ်လက်နက်ပစ္စည်းတွေကိုအဓိကဝေယူနေတဲ့ထောက်တဲ့နိုင်ငံဖြစ်ပါတယ် စစ်ကောင်းဆောင်မင်းအောင်လိုင်ဟာအဲ့ဒီရုရှားထုတ်တိုက်လေရင်တွေရဟတ်ရင်တွေနဲ့နိုင်ငံတော်မှရှိတဲ့၎င်းရဲ့အာဏာသိမ်းမှုကိုစန့်ကျင်တဲ့ပြည်သူတွေကိုဘုံကျဲတက်ခတ်မှုတွေနှိမ့်စင်လှုပ်ဆောင်နေပြီးဒီအခြေအနေကိုရုရှားသမ္မတပူတင်မသိရှိပဲမနေပါဘူးဒါပေမဲ့လည်းတဦးကပြပကျူးကျော်စေကျင်တဦးကပြူရင်းစစ်ထဲစစ်နုံနေနေကြတဲ့အာဏာရှင်နှစ်ဦးဖြစ်ပါတယ် ရုရှားအနေနဲ့ယူကရိန်းကျူးကျော်စစ်ကိုရပ်ပိုင်းလာပိုင်းလောက်နဲ့အဆုံးသတ်နိုင်လိမ့်မယ်လို့တွက်ဆထားခဲ့ရမှာခုဆိုရင်၃နှစ်ကျော်၄နှစ်ထဲရောက်လာတဲ့တွေ့စစ်နုံနဲ့နှင်းမုန်းနေပြီးတမရပူတင်ဟာစစ်စိတ်ထောင်းနေပြီးတော့စီဝါရီအကြီးကျယ်ထိခိုက်ပျက်စီးလျက်ရှိနေပါတယ်ဒီလိုချိန်တွေမှာရုရှားဆက်လက်နဲ့ပျက်စီးတွေဝယ်ယူနေတဲ့နိုင်ငံတွေဟာတမရပူတင်အတွက်ရွှေတွင်းကြီးတွေပမာဖြစ်နေပါတယ်အဲ့ဒီလိုတမရပူတင်အကြက်ရိုက်နေတဲ့အချိန်မှာ ၎င်းကိုကမ္ဘာခေါင်းဆောင်ကြီးဖြစ်မြောက်ပစ်ပြီးရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ကိုကမ္ဘာတိထောက်ခံခဲ့သူကတော့လက်နက်အဝယ်တော်ထောက်သည်ကြီးမင်းအောင်လှိုင်ဖြစ်ပါတယ်ဒီလိုနဲ့မင်းအောင်လှိုင်ဟာ၎င်းလူချင်းနဲ့ခင်မီတိုက်လျင်တွေရဟယင်တွေအပြင်နျူကလ িয়ার တပောင်းဖို့တိဆောက်ရေးစီမံကိန်းထီကူညီပေးဖို့သမရပူတင်ရဲ့သဘောတူညီမှုကိုရယူနိုင်ခဲ့ပါတယ်မြန်မာနိုင်ငံကနေဒေါ်လာတန်ပေါင်းများစွာရရှိမဲ့အရေးကိုပူတင်ငြင်းလိမ့်မယ်လို့လည်းမထင်ပါဘူး တစ်ဖက်မှာလည်းယူကရိန်းကျူးကျော်စစ်မှာရုရှားစစ်တပ်လိုအပ်နေတဲ့ခရမ်းမီးကျောက်တွေကိုမြောက်ကိုရီးယားနဲ့အီရန်နိုင်ငံတို့နီးတူကုညီပံပိုးမျက်နှာလှုပ်ချင်းအဖြစ်မင်းအောင်လိုင်ဟာပူတင်ရဲ့ထောက်ခံမှုကိုရယူနိုင်ခဲ့ပါတယ်ယူကရိန်းစစ်မြေပြင်မှာမြန်မာခရမ်းတွေတုံးပြုတ်နေမှုကိုယူကရိန်းစစ်တပ်ကထောက်ထားတွေရရှိခဲ့ပါတယ်ဒီလိုနဲ့ပဲရုရှားနဲ့မြန်မာဟာပထဝီနေထိုင်ရာဝေးကွာလာပြီမယ်လေ ်ပူတင်နဲ့မင်းအောင်လှိုင်အာနာရှင်နှစ်ဦးအကျိုးတူပေါင်းဖက်မိလာကြတာဖြစ်ပါတယ်။တမရပူတင်ဟာရုရှားတို့ဆုံးရှုံးခဲ့ရတဲ့ဆိုဗီယက်ခေတ်ဟောင်းကာလကဩဇာအာဏာကိုပြန်လည်ထူထောင်နိုင်မှုကြိုးပမ်းနေပြီးယူကရိန်းကျူးကျော်စစ်ဟာပူတင်ရဲ့အဲ့ဒီအာသီသားကို ဖြစ်စည်းဖို့ကြိုးပမ်းမှု အစိတ်တည်းသားဖြစ်ပါတယ်။အလားတူကမ္ဘာနိုင်ငံရေးရဲ့ဗိုလ်ချုပ်ဖြစ်လာတဲ့အင်ဒိုပစိဖိတ်ဒေသအတွင်းရုရှားရဲ့ဩဇာချက်ထွင်ရေးနီလန်းရှားနေတဲ့ပူတင်ဟာ ရှေ့တောင်အာရှနိုင်ငံများတင်အာဆီယံဖွဲ့ဝင်လက်ဖြင့်အိန္ဒိယသမုဒ္ဒရာကိုမျက်နှာမူထားတဲ့မြန်မာနိုင်ငံကိုစကန်းထောက်ဖြစ်အုံချနိုင်တဲ့ဒေတာရင်းစစ်ရေးမာမိတ်နိုင်ငံတစ်ခုဖြစ်ရှုမြင်လာပုံရပါတယ်။ဒါကြောင့်မဲရုရှားမြန်မာရေတဲ့ပူရယ်ပင်လယ်ပြင်လေ့ကျင့်မှုတွေကိုနှစ်စဉ်ပြုလုပ်လာပြီးဒါဟာအင်ဒိုပစိဖိတ်ဒေတာတွင်းမှာရုရှားရဲ့ခြေရာထင်စေတဲ့စစ်ရေးလှုပ်ရှားမှုတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းရုရှားစစ်ရေးရင်အရေးအတွက်၃စီးသာပါဝင်ပြီး ကြီးမားတဲ့ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုမျိုးတော့မဟုတ်ပါဘူးတကယ်တော့မြန်မာရေတပ်ဟာရုရှားရေတပ်နဲ့ရင်မောင်းတမ်းပြီးအင်အားကြီးတဲ့စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်နိုင်လောက်အောင်တောင့်တင်းခြင်းမရှိပါဘူးဒေသတွင်းကတခြားသောစစ်ရေးလေ့ကျင့်မှုတွေနဲ့နှိုင်းယှဉ်ကြည့်ရင်မပြောပါတော့တဲ့လှုပ်ရှားမှုတစ်ခုသာဖြစ်ပါတယ်ဒါပေမဲ့နိုင်ငံတကာတိုင်ဝမ်ရဲ့ဖေကျင်ခြင်းခံရတဲ့စစ်ကောင်ဆောင်မင်းအောင်လိုင်တွေအတိပယ်တမျိုးစောင့်နေပါတယ်အဲ့ဒါကတော့နိုင်ငံပူးတဲ့စေးလေးခြင်းမှုတွေကိုအကြောင်းပြုပြီး ၎င်းမှာရုရှားလိုအင်အားကြီးနိုင်ငံတစ်ခုကျော်တော်နောက်ခံရှိနေကြောင်း၎င်းကိုရေးယူတန်းခတ်ပိတ်ဆို့ဖဲခြင်းထားပေမဲ့လည်းမှတ်မှုတွေကြောင်းအာဆီယံနဲ့နိုင်ငံတကာတိုက်ဝန်းကို ပြသလိုတာဖြစ်ပါတယ်။နိုင်ငံတကာဆက်ဆံရေးနေပေမှာခုလိုနှစ်နိုင်ငံပူးတဲ့ဆေးလိချင်းမှုတွေပြုလုပ်ခြင်းအပြင်ရုရှားနဲ့မြန်မာကြားနှစ်နိုင်ငံနိုင်ငံရေးနဲ့တန်တမာရေးပူးပေါင်းဆောင်ရွက်မှုနဲ့အပြန်အလှန်ကူညီပံ့ပိုးမှုတွေရှိနေခြင်းရဲ့တည်ယုတ်တကံကိုပေါ်လွင်စေပါတယ်။ ဒီကနေ့မှတစင်အနာဂတ်မှာအိန္ဒိယသမုဒ္ဒရာတွင်ရုရှားစစ်ရေးရင်တွေခြေစက်ရမှာမြန်မာစစ်ကမ်းတွေဟာယာယီထောက်ပို့စခန်းတွေဖြစ်လာနိုင်ပါ रे အခုချိန်ထိတော့ရုရှားမြန်မာစစ်ရေးပူးပေါင်းဆောင်ရွက်မှုအဆင့်တန်းရာအိန္ဒိယသမုဒ္ဒရာကို မျက်နှာမူထားတဲ့မြန်မာကမ်းရိုးတန်းမှာအမြဲတမ်းရေတက်အခြေဆိုင်စခန်းတစ်ခုတိဆောက်လိုတဲ့ကြီးမန်းချက်မျိုးရုရှားဆိုရမှာ ရှိမနေသေးဘူးလို့စစ်ရေးအကြက်ခက်တွေကသုံးသပ်ထားကြပါ रे ဒါပေမဲ့လည်း အခုနှစ်ဆန်းပိုင်းမှာထွက်ပေါ်လာတဲ့သတင်းတွေအရတနင်္သာရီကံဦးရမ်းပေါ်မှာရှိတဲ့ဒဝဲမြို့နီဒဝဲထူးစီပွားရေးဇုံနဲ့ရင်းနှီးစိတ်ကန်တိဆောက်ရေးစီမံကိန်းမှာယင်းနီမြုံနံမှုရုရှားနဲ့မြန်မာနားလည်မှုစာကြုံလွားလက်မှတ်ရေးထိုးခဲ့ကြပါတယ်။မှန်တော့မြန်မာနိုင်ငံမှာရုရှားနိုင်ငံရဲ့စီပွားရေးအရာတိတာထင်ရှားတဲ့ယင်းနီမြုံနံမှုတွေမရှိဘဲစီရေးအရာတိတာထင်ရှားတဲ့ဆက်ဆံရေးသာရှိနေခဲ့ပါတယ်။အခုလိုကြီးမားတဲ့စီပွားရေးခြေကန်စောက်ုံတိဆောက်ရေးစီမံကိန်းမှာ ရုရှားတို့ယင်းဒီမြုံနယ်မဲ့တရင်ကစီဝိုင်းအရာ တွက်ချေကိုက်မှုသဘောတရားအရာကျိုးကြောင်ဆက်ဆက်မှုအားနည်းလျက်ရှိနေပါတယ်။အဲ့ဒီတရင်ကြောင့်အာဆီယံဒေတာတွေမှာစီဝိုင်းအရာ ကြီးကြီးမားမားကုန်သွယ်မှုတွေရှိမနေပါပဲ။ဒဝေယင်းနဲ့စိတ်ကန်စီမံကိန်းမှာယင်းဒီမြုံနယ်မဲ့ရုရှားစူအရဲ့ဆုံးပြတ်ချက်နောက်ွယ်ကရီမန်းချက်ပေါ်မေကွန်ထုတ်เสียဖြစ်လာပါတယ်။ဒဝေယင်းနဲ့စိတ်ကန်ဟာကုန်သွယ်ရေးအတွက်တမကား ရုရှားစစ်ရင်တွေယာယီရန်နာနိုင်တဲ့ထောက်ပို့စခန်းတစ်ခုဖြစ်ရည်ရွယ်ထားသလားဆိုတာစဉ်းစားတရားဖြစ်လာပါတယ်။ဒါကြောင့်လင်မြန်တိုးတက်နေတဲ့ရုရှားနဲ့အာဏာသိမ်းစစ်ကောင်မရှင်တို့ကြားစစ်ဆင်ရေးကိုခြုံငုံတုံးတရရင်စစ်အနာသိမ်းမှုမအောင်မြင်ပေပြင်းစစ်မီကျေပြန့်လာပြီးနိုင်ငံကကိုကြီးအလုံးမင်းလိုအပ်နေတဲ့အာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာ2020ခုနှစ်ကနေ2025ခုနှစ်တွင်ရုရှားနိုင်ငံသို့အကြိမ်ကြိမ်သွားရောက်ပြီး ရုရှားဆိုရထံကနေစစ်ရေးနိုင်ငံရေးနဲ့တနမန်ရေးကူညီတွေတောင်းခံရယူလျက်ရှိနေတာကိုထင်ရှားတွေ့မြင်နေရပါတယ်။ဆီယနာသိမ်းမှု9နှစ်တွင်ရုရှားဆိုရကလည်းကုလသမဂ္ဂလူ့ကျွေးကောင်စီမှအာဏာသိမ်းစစ်ကော်မရှင်ကိုကာကွယ်ပေးနေတာတမနာပူတင်ကိုယ်တိုင်မြေအွန်လိုင်းကိုအတိမတ်ပြုလက်ခံတွစ်ဆုံခဲ့တာခိမိတိုက်လေရင်တွေနဲ့ရဟယင်တွေမြေအွန်လိုင်းကိုရောင်းချပေးနေတာ စတဲ့လောက်ရက်တွေနဲ့မြန်မာပြည်သူတွေပေါ်စစ်တရဲ့အကြမ်းဖက်မှုစွန်းအားကြီးမားလာစေဖို့တစ်ဖက်တစ်လမ်းကနေကူညီပေးနေတာဖြစ်ပါတယ်။ပြန်လည်အဖြစ်အနာသိစစ်တရဲ့ရေတပ်နဲ့ရုရှားရေတပ်တို့မြန်မာပင်လယ်ပြင်မှာပူရဲလှုပ်ရှားမှုတွေအချိန်တိုတွင်ထင်သာမြင်သာရှိလာမှုဟာရုရှားရဲ့အင်ဒိုပစိဖိတ်ဒေသဩဇာဖြန့်ကျက်ရေးကြိုးပမ်းမှုမှာမြန်မာဟာအဓိကမဟာမိတ်ဖြစ်လာနေတယ်ဆိုတာကိုညွှန်ပြနေပါတယ်။ စစ်လိုလားသူ အာနာရှင်နှစ်ဦးရဲ့အပြန်လန်ကူညီပံ့ပိုးတဲ့ဆက်ဆံရေးကအဆုံးတစ်နေ့မြန်မာပြည်သူတွေအတွက်ဒီမိုကရေစီအမြေခံအာနာရှင်စနစ်ရဲ့ဖိနှိပ်မှုရန်နယာခိုင်မာရေးကိုသာစောင့်ကျဉ်းလာမှာဖြစ်တဲ့ကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာ